တိဂီတာပညာရှင်ကိုရဲလွင်ဦးဆောင်တဲ့ပန်းရဲလန်းလူမှုကူညီရေးအဖွဲ့ဟာ ARD တိုင်းကရေပေးဒုက္ခသည်တွေအတွေ့အကူအညီတွေသွားရောက်ပေးအပ်ခဲ့ပါတယ်။ဒီအကြောင်းပြေဆုံးကိုတော့ RFA ဆောင်မရှင်နေတမောင်ကတင်ပြထားပါတယ်ရှင်။ဒါဒိုတိဒါဒိုရဲ့ရေတိုင်းရင်သားတို့အဖို့အစဉ်ပိုင်တဲ့ရေအချင်းချင်းတွေပွဲ ှေ့မဖြစ်ကြနဲ့ရှေ့ကတည်းကဘူးဖြစ်ချတာလေပန်းရဲ့လမ်းဆိုတဲ့ကြပြားဆဆန်းလှပတဲ့နာမည်နဲ့လူမှုကွန်ရက်တစ်ခုကို မေလဇန်မှာ ဖွဲ့လိုက်ပါတယ်။ကချင်းပြည်နယ်ကစစ်ဘေးဒဏ်ခံရသူတွေကိုကူညီထောက်ပံ့ဖို့ဆိုကဒီဖွဲ့လေးဟာရန်ကုန်မြို့မှာရှိတဲ့စားတောက်ဆိုင်မှာဂီတနဲ့ဖျော်ဖြေပြီးအလှူခံခဲ့ကြပါတယ်။ ခုဆိုအများပြည်သူတွေရဲ့အကူအညီငွေကိုဒုက္ခရောက်နေသူတွေစီ အရောက်ပို့ပေးဖို့အနုပညာသမားတွေဟာဂျားခန်လမ်းကြောင်းလေးတစ်ခုကိုပေါ်လိုက်တဲ့ပန်းရဲ့လမ်းမှာဒီဘက်ကိုမြစ်စိမလှိုင်းရဲ့ကိုရဲလွင်နဲ့သို့တော်တားထွေးပါဝင်ဂီတာသမားဆယောက်လောက်ပေါင်းစုပြီးပတ်စင်တိုင်းမော်နီစတာ IT Premier Lucky 7စတဲ့စားတောက်ဆိုင်တွေမှာပြိသက်တွေကိုဖျော်ဖြေခဲ့ကြပါတယ်။စစ်တောင်းပြေဆောင်နေရတဲ့လူပတ်သက်ရှိတဲ့သူတို့ပဲကျွန်တော်ပြုမိအောင်လုပ်ရတဲ့အဖြစ်အပျက်တွေကြီးတော့အဲ့အဲ့ဒါလည်းအလူခံတယ်အလူခံတယ်ဆိုတော့လည်းကျွန်တော်ကအစားတော့ကိုယ့်ရဲ့ဒီပလာဟီတာစိတ်ရှိတဲ့လူတွေစုပေါင်းပြီးတော့တရောင်း2000လောက်နေတယ်ဒီလူဓာတ်လေးစားခဲ့တာပါဒါပေမဲ့ကျွန်တော်ကတချောင်းလေးနဲ့တုံးလေးပို့လို့မရဘူးဒီချက်ချက်ပြောင်းဆက်လုပ်မယ်လို့ ไอ้สเปซซิสออฟดุคัตเตดิดูโหลตัวเราอ่ะไอ้ไอเดียนี้เนี่ยแหละนำเมียตะเบ้ใส่ไปมาตัวเราดูว่าอย่างเราไม่ใช่นำเมียที่ได้ใส่ลงมากีตาร์นี้เนี่ยตีพี่รอลูกค้าเนี่ยဆိုပြီးတော့ไอ้ไอเดียนี้เนี่ยสาเปิดละครับอันนี้สาเปิดละพี่พี่เนี่ยเจ็บละคือส่วนนี้ตัวเราဒီမှာဒီနံတရားပဲကျွန်တော်တွားနေတာပန်းရလာအချိန်မှာဖြီးသွားနေတယ်ဘယ်လိုစီစဉ်မှတ်တယ်တော့တွားပြီးဖြီးပြီးတော့ဘယ်လိုယူရပထမရှိဘူး ပြီးတော့မှဒီမှာဒုက္ခရောက်နေတဲ့နေရာကိုပြန်ပြီးပေါ့ကျွန်တော်တို့ကကြားကန်နေပြီပေါ့ဟောသူတို့လူကြီးနဲ့လူငယ်ဒုက္ခရောက်နေတဲ့လူငယ်ကြားမှာကျွန်တော်ပန်းရမ်းရှိတော်တော်ရှိသက်ပါတော့လောလောဆယ်အရေးပေါ်ကတော့ပဋိမာရှိတဲ့ရေဘေးဒုက္ခတွေဒါမသွားခင်တော့လည်းကျွန်တော်တို့အဲဒီမထွက်ရပါလေဟိုပရမအကြောနေတယ်ပေါ့ဟိုဘာလေးတိုင်းနဲ့ကိုစူးခဲ့ပြီးပါစိုင်းပြီးပါအခုတခါတော့သူကပြန်ခေါ်တယ်လာလို့ပါမလောက်ပါဘူးမလောက်ပါဘူးသိမဲ့တော့ ဟိုဟိုဖြစ်လာတော့ကျွန်တော်လည်းလိုက်မဲ့အဖွဲ့ရပုံများလာဘူးလည်းရှိကားဝစားတဲ့အဖွဲ့ရှိတယ်ဟောလင်းမျိုးစင်တို့လူမှုကွန်ရက်ကွန်ရက်တခုအကြီးလို့ဖြစ်လာမှာပေါ့မျှပြီးတော့တနင်္လာနေ့မှာပဲပြုလို့ရအောင်ပြောင်းတကယ်တော့ခက်ရအားလုံးလောက်ဒီမှာရန်ကုန်ရှိတဲ့ကျွန်တော်လည်းပူပေါင်းတဲ့အဖွဲ့တွေအားလုံးညားလာမယ်လေညားလာကနေရာနဲ့အားလုံးရအောင်တို့ကနေပြီးတော့တနင်္လာအဲဒီတနင်္လာနေ့ညနေလောက်ဆိုကျွန်တော်တို့နေရာတွေပြောပြပြောပါဒီလူမှုကွန်ရက်ကခုဆို ကျင့်ငွေ3600ကျော်ကိုလူဒန်းခဲ့ပြီပါပြီ။ကချင်ဒေသကစစ်ဘေးဒဏ်ခံရသူတွေအတွက်ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေနဲ့ဥကျော်သူဥဆောင်တဲ့နာယေကူညီမှုအသင်းတွေကနေတဆင့်လူဒန်းခဲ့ကြသလိုရခိုင်ဒေသပြိပခတ်တွေကြောင့်ဒုက္ခရောက်နေကြသူတွေကိုလည်းဥကျော်သူဥဆောင်တဲ့နာယေကူညီမှုဖွင့်တဲ့ကိုမင်းကိုနိုင်ဥဆောင်တဲ့88မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ပွင့်လင်းလူအဖွဲ့အစည်းတွေကနေတဆင့်လူဒန်းခဲ့ကြပါတယ်။ ကြောက်ပါဘူးဒီကနေ့ကတော့ဆက်လက်ဆက်ဆက်ခဲ့လို့ပို့တာအပရိုက်တာတော့ကျွန်တော်တို့ပုံစံမပေါ့ကျွန်တော်တို့ဒီမှာဒါနဲ့ပတ်သက်တာဒါနဲ့ရတယ်လို့ဆိုပါတယ်ဒီထက်ကျစီရတယ်ပါလက်တွေတော့ပြတော့ပေါ့အဲ့ဒါကိုသိနေကြတာခုတော့မုတ်တုံမိုးတွေကြောင့်ရေကြီးရေရှမ်းဖြစ်နေတဲ့ဘကိုးတိုင်းတနက်ပင် ဝေါနဲ့အခြား ARD တိုင်းကမြို့တွေစီရေဘေးဒုက္ခရောက်နေသူတွေကိုကူညီထောက်ပံ့နေပါတယ်။ဖိုင်နန်ပိတ်သက်အားလုံးကိုလည်းကျွန်တော်တို့ပြောချင်တာကျွန်တော်တို့ကလူတွေဆိုတာကျွန်တော်တို့လူတာမဟုတ်ပါဘူး။ကျွန်တော်တို့ကိုလူလိုက်တဲ့ဒီလူတွေရဲ့ပတ်စံနဲ့ဒီလူတွေရဲ့အလှူတွေအဲကျွန်တော်ဒုက္ခရောက်နေတဲ့ဒီလူတွေရှိဘူး။ကြောက်အောင်ပုံပေးနေတယ်။ဒီကြားမှာဆက်တွေ့နေတယ်ကျွန်တော်ရဲ့ဖိုင်စစ်ဘေးဒဏ်တဘာဝဘေးဒဏ်တွေကြောင့် ရလာတဲ့ဒဏ်ရာတန်ချက်ဒီအောင်ပြည့်မဲ့ပြည်သူတွေကိုအမှုပညာသမားတွေကလမ်းကြောင်းတစ်ခုပေါ်လိုက်တာပဲဖြစ်ပါတယ်ဒီလမ်းဟာပန်းရဲ့လမ်းပါ